2025ခုဧပြီလတလတာရွှေစကားမိတ်ဆွေများ အတွက်တလတာဟောကြားချက်ကညမာအကျိုးအကြောင်းအဆိုကောင်းဟောကြားချက်လေးနဲ့ရေရလက်ညွန်လေးဖြစ်ပါတယ်ခဗျရှေးဥစွာတနင်္လာနေ့သားသမီးမိတ်ဆွေများဒီလိုကိမျိုးမှာမတင်မချမရေမရဖြစ်နေတဲ့ကိစ္စတွေကိုပြက်ပြက်သားသားပိုင်မနေနိုင်ဆုံးဖြတ်တင်ပါတယ်အိမ်အဟောင်းနဲ့အစ်လုပ်ငန်းအဟောင်းနဲ့အစ်တာဝန်အဟောင်းနဲ့အစ်အစည်းအဝေးအဟောင်းနဲ့အစ် အဲ့ဒါလိုမျိုးနှစ်မျိုးနှစ်ခွားတွေရှင်းလာခဲ့ရင်အိမ်သစ် လုပ်ငန်းသစ်နေရာသစ်အစီအစဉ်သစ်လုပ်ငန်းသစ်တွေကိုဦးစားပေးပြီးတော့ဆုံးဖြတ်တင်ပါတယ်ခရီးသွားလာရေးတည်ယူပို့ဆောင်ရေးအဝေးပြည်ပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့ကိစ္စတွေကောင်းတယ်လူပဲခရီးသွားသွားကုန်ပစ္စည်းတည်ယူပို့ဆောင်ရေးပဲဖြစ်ဖြစ်အဲ့ဒါမျိုးတွေဦးစားပေးပြီးတော့ပြုလုပ်တဲ့ကိန်းမျိုးဖြစ်ပါတယ်အိမ်အဆောက်အဦနေရာထိုင်ခင်းအဆောက်အဦနဲ့ပတ်သက်တာတွေအလုပ်နေရာအိမ်နေရာနေရာထိုင်ခင်းနဲ့ပတ်သက်တဲ့ကိစ္စတွေစူးစမ်းမလားကောင်းတယ် လူကြီးမိဘဆရာသမားတွေစီမှာတွားရောက်တွေ့ဆုံအခုညတောင်းမဲ့ကိစ္စမျိုးတွေကောင်းတယ်။နောက်အဖွဲ့အစည်းနဲ့စုပေါင်းလုပ်ကြိုင်မဲ့ကိစ္စမျိုးတွေကောင်းတယ်။အိမ်ဆောင်ပစ္စည်းတို့ဆောက်လုပ်ရေးတို့အုပ်တို့ဥတို့အင်းတို့အေးတို့အုံးတို့အဲ့ဒါလိုလုပ်ငန်းမျိုးတွေပို့ပြီးတော့အကျိုးထူနိုင်သောကိစ္စမျိုးဖြစ်ပါတယ်။အဲခါတိုင်းအခြေအနေတွေတဲ့ရန်ရွယ်အနောက်ချက်လေးတွေမိအပူလေးအဆက်တကိုးဆိုရလေးတွေပို့တော့တရိပ်ချပါလိမ့်မယ်။ဒါကြောင့်တတိကြီးကြီးတတိကောင်းကောင်းနဲ့စူးစမ်းရမယ့်ကိစ္စမျိုးဖြစ်ပါတယ်။ လူတရားရဲ့ဘဝမှာထိတ်ဆုံးတက်သွားလဲဒီကိန်းအောက်ဆုံးပြုတ်ကြရလဲဒီကိန်းအဲ့တော့ကိုယ့်ဘက်ကပီပီပြင်းပြင်းပိုင်ပန်နိုင်လုံနိုင်တဲ့ကိစ္စတွေမှာအောင်မြင်မှုကြီးမားပါလိမ့်မယ်အဲမဆိုးမပေါ်လေးသွားလို့ရင်လည်းပဲအဆင်ပြေအဆုံးရှုံးအနစ်တာများတတ်တယ်ဆိုတာလေးသတိပြုပါကဲဒါကြောင့်လုံကြီးတို့တို့နင်းနင်းဝက်ပြီးတော့ကြိုးစားကြပါစို့လို့ကဲဒီလိုကိန်းမျိုးမှာတနင်္ဂနွေသားသမီးတွေကံရဲ့အပမှုရရှိစေဖို့ဆိုရင် အနီရောင်လို့ကြက်သွေးရောင်လို့များများပါတဲ့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်စေ30ပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်အာလူလေးတစ်လုံးနဲ့တို့ပြီးခောက်ပြီးတော့ဆူတော့မှာခဲ့ဗျအာလူလေးတစ်လုံးနဲ့ကဲအာလူကြီးကြီးသေးသေးနော်ရောင်ညင်တာမှန်တယ်မြတ်အလုပ်လုပ်နေတဲ့ပစ္စည်းမှန်တယ်မြတ်အဲအာလူလေးနဲ့တို့ခောက်ပြီးဆူတော့မယ်ဒီတလတာအတွက်မှာကို့အတွက်ကံကောင်းလက်ရွှေစီမဲ့နံပါတ်ဒီကနန်းနေ အာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ကယ်နံပါတ်တွေရွေးမယ်အယောင်းဝယ်ဈေးစကားတွေတတ်မှတ်မယ်နေ့ရက်တွေနာရီတွေနော်ရွေးမယ်တတ်မှတ်မယ်ဆိုရင်၃ကနန်း၆ကနန်းနေဟာကိုယ့်အတွက်ကံကောင်းစေပါလိမ့်မယ်ခင်ဗျာကဲဒီတလားတာမှာအရေးကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးကြရင်ကံရဲ့အပမိုးရရှိစေဖို့ဆိုရင်တော့ခြံကလေးဆယ်ပုံပုံပြီးတော့ဆံလေးနှုတ်စီတပူလောက်သို့မဟုတ်လည်းနှုတ်စီဘူးဘူးတဝလောက်သို့မဟုတ်လည်းဆံလေးလက်ဆုပ်တော်ကိုပေါ့ဗျာနော် အရေးအတွက်ကတော့အပုံ7ပုံဖြစ်အောင်ပေါ်ရမယ်အရေးအတွက်7ပုံပုံပြီးတော့အဲကိုနာပါဝင်ညမှာလာတဲ့ခြင်းငှက်တိရစ္ဆာန်လေးတွေကိုဒါနာပြုရင်းနဲ့ဆုတောင်းမှုဖြစ်ပါတယ်ခင်ဗျာကဲအဲ့ဒါအရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့နေ့မှာအဲ့ဒါလေးဆောင်ရွက်ပြီးတော့အောင်တက်ကလေးရရှိကြပါစေမိတ်ဆွေအားလုံးလည်းကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းလုပ်နေကြပါစေခင်ဗျာ၂၀၂၅ခုအေပြီလတလတာ ရွှေစကားငွေစကားဟောကြားခြင်းများဖြစ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျ။ဒီလိုကိရင်ဟောဝါတာတဝတပိုင်းတော့စိတ်သက်သာရပါတယ်။ကံအဆိုးကနေအကောင်းကိုကူးနေတဲ့ကာလလုံးလုံးကြီးဆိုးတာကြောက်ခမန်းလေးလေးအခြေအနေမျိုးတွေလည်းမရှိဘူး။အတအားကြီးလည်းမကောင်းလေးဘူး။အဲ့တော့ဒီချိန်လေးကစကူးမကူးဆိုတော့ဂျားကာလာလေးကောင်းပါလေလို့ဆိုးပါလေလို့ကောင်းတကားဆိုးတလက်မတင်မကြမရေများလေးတွေများလာတဲ့လူကလည်းပဲဒါလောက်မယ်မလောက်တော့ဘူးဟိုသွားမလို့မသွားတော့ဘူးဒီမှာဆက်နေမယ်မနေတော့ဘူး မတင်မကြမရေမရီမြင်ရလေတတ်တယ်။အိမ်ကထွက်သွားခြင်းတို့လိုအလောက်ကနေထွက်ခြင်းတို့လိုอืมပုံကြီးပဲသွားဖွယ်ခြင်းတို့လိုသီလရှင်ပဲသွားဖွယ်ခြင်းတို့လိုဖြစ်နေတတ်တယ်။ကိုယ်တိုင်တောင်မတင်မကြမရေမရီဆိုတော့ဆွေမျိုးမိတ်ဆွေလို့ဖို့ကံမက်တရားလဲအမလီသူစကားနှင်းနေစားမနေရပြောတော့တမျိုးကုတမျိုးပါလားဆိုတာမျိုးတွေဖြစ်နေတတ်တယ်။အဲ့တော့ဒီဂိမ်းမျိုးမှာခေါင်းအေးပါစိတ်အေးပါအလုံးအရေးကြီးတဲ့ကိစ္စတွေဆိုလဲညှိနှိုင်းတိုင်းတိုင်းမင်းမင်းစူးစမ်းတဲ့နဲ့စိတ်နဲ့ကိုယ်နဲ့မကတ်တီဖြစ်ပြီးတော့ငွေမပစ္စည်းမ အယောက်မှဂရီဘေးမှအဆုံးဖြတ်မှလေးတွေသတိပြုပါအဲငွေတွေပစ္စည်းတွေအလေလွတ်အကြပေါက်တွေညီရနေတတ်တယ်ကြိတ်မဲ့ပြီးတော့လဲငွေမစုတင်ဘူးစုခဲ့ရင်လဲအဲ့ဒီငွေကကျမ်းဖာမိအလဟတာတွေဖြစ်ကုန်တယ်လို့ဒါကြောင့်လက်ထက်မှာငွေလေးများလာရင်တော့ဗိုလ်ရံပစ္စည်းတွေဘာတွေဝယ်လိုက်တာတို့ရင်းနှီးမြှုပ်နှံတဲ့ထဲကိုထဲ့တာတို့စသဖြင့်ပြလို့တင်တယ်ဒီကာလမျိုးမှာလုပ်ငန်းအစ်စ်ထူထောင်တာအစ်စ်စတာတိုးချဲ့တာအဲ့ဒါတွေကတော့အင်းနဲ့အားနဲ့လုပ်တဲ့နေ ကျွေးပါတင်တင်မစေမဆန်နေပါလေချီငါဆွဲယုံပြီးတော့လုပ်ငန်းထူထောင်တိုးချဲ့တာမျိုးအဲကုန်ပစ္စည်းတိုးထောင်တာမျိုးစသဖြင့်ပြုလုပ်တင်ပါတယ်အိမ်ကိစ္စဆိုင်ကိစ္စအဆောက်အဦကိစ္စစားတောက်ကုန်စားတောက်ဆိုင်ဆန်စီစေးစားအဲ့ဒီလိုလုပ်ငန်းမျိုးတွေပို့ပြီးတော့အပြုကြိုးစားတင်ကြပါခင်ဗျာကဲဒီလိုကိမျိုးမှာတင်းလာသားသမီးတွေကံရဲ့အပမိုးရဖို့ဆိုရင်ကဲအရေးကြီးတဲ့လုပ်ငန်းဆောင်တာရှိတဲ့နေမျိုးကြရင် နီညိုရောင်တို့ခရမ်းရောင်တို့မယမ်းရောင်တို့များများပါသောအဝယ်စားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်လုံးတွေပါမိမိတို့ရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အပ်တဲ့အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်စားထုတ်လေးတစ်ထုတ်ကဲစားလေးလက်တစ်ထုတ်လောက်ကိုလက်ကైမော်လွားလေးနဲ့ထုတ်ပြီးတော့အဲ့ဒီစားထုတ်လေးနဲ့ရောင်ရည်နဲ့ပစ္စည်းလုပ်ငန်းလုံးပစ္စည်းတွေကိုတိုးပြီးထုတ်ပြီးဆိုတော့မှဒီကာလာမျိုးမှာကို့အတွက်ကံကောင်းလိုက်ရှင်စီမံနံပါတ်တွေကတည်းကဟာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ကယ်နံပါတ်တွေရွေးမယ်အယောင်းဝယ် ဈေးစကားတတ်မှတ်မယ်အချင်းချက်လို့ဖို့ဘယ်နေ့ဘယ်နာရီလဲဆိုလို့ရှိရင်ဒိန်းလာသားသမီးများကတစ်ကနန်း၄ကနန်းနေရာကိုအတွက်ကကောင်းစေပါလိမ့်မယ်ဗျာကဲဒီကာလအတွင်းမှာလုပ်ငန်းကိစ္စကြီးကြီးမားမားရှိတဲ့နေမျိုးမှာကိုလုပ်ငန်းတွေအောင်မြင်အောင်နောက်ချက်တွေကင်းအောင်ဆိုရင်ဆန်လေးလက်တစ်ချုပ်လောက်လို့မလဲဆန်လေးနှုတ်စီတစ်ခုလောက်ကိုအပုံအရေအတွက်ခုနှစ်ပုံဖြစ်အောင်ပုံပါမယ်ဆန်ခုနှစ်ပုံပုံမယ်အဲ့ဒါဂျင်းကတရိတ်ဆန်လေးလာတဲ့နေရာလေးမှာအပုံလေးခုနှစ်ပုံနော် ဟိုနဲနဲများများအရင်အတွက်ကတော့ခုနှစ်ပုံပေါ့အဲ့ဒါပုံပြီးတော့ဒါနပြုကျွေးမွေးပြီးတော့ဘယ်ကိစ္စပဲလုံးကဘယ်လိုအောင်မြင်မှာတည်ဆူတော့မှုဖြစ်ပါတယ်ခင်ဗျာကဲမိတ်ဆွေများကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော့ပုံနိုင်ကြပါစေ2025ခုဧပြီလတလတာရွှေစကားငွေစကားပေါ်ကြားခြင်းများဖြစ်ပါတယ်ခင်ဗျာအင်္ဂါသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ကဲဒီလိုကိုယုံဟောရတာတော်တော်ဝမ်းသာစိတ်ချမ်းသာမိပါတယ် မရတော့အောင်မိတဲ့ငွေတွေပစ္စည်းတွေပြောင်းဝင်လာတတ်တယ်။ကွဲကွာနေတဲ့ဆွေမျိုးမိတ်ဆွေလုပ်ဖို့ဗတ်မတ်တွေနဲ့ပြန်လဲဆိုစီရတတ်တယ်။အကြောင်းကြောင့်ကြောင့်ခက်ခဲထင့်ငေါ်ကြန့်ကြာနေသောပိတ်ဆို့ရပ်တန့်သွားသောလုပ်ငန်းဟောင်းကြီးတွေဟောင်းအစီအစဉ်ဟောင်းတွေပြန်ပြီးတော့အောင်မြင်တတ်ပါတယ်။အဲ့တော့မကြေပွဲတွေပြန်နှွေးရတဲ့ကိမျိုးပေါ့နော်။ရပြရှိတာတွေရဖို့ရက်နေတာတွေပြန်အောင်မြင်ဖို့ကြိုးစားမယ်ကိမ်းဖြစ်တဲ့ကောင်းတဲ့အဟောင်းတွေပြန်ဖြစ်တတ်တယ်လို့ပြဿနာဟောင်းယောဂါဟောင်း တော်တော်လေးလည်းနေနေတော့မယူဆိုင်ပါ နောက်ကိုတိုးတက်အောင်မြင်တဲ့အပေါ်မှာငွေတွေရွှင်ရွှေတွေဝင်လုပ်ငန်းဆောင်တာတွေအောင်မြင်အဲ့ဒီအပေါ်မှာမနာလို့အပြိုင်ဆိုင်လေးတော့ပေါ်လာတတ်တယ်သို့တော်လည်းပဲကိုကံကောင်းခြင်းဖြစ်ပါတော့ကြောင့်ကဲလုံကြီးသားတိုးတိုးနေနေဝတ်ပြီးတော့စူးစားပေးတော့လို့တိုက်တွန်းရမယ့်ဂိမ်းမျိုးဖြစ်ပါတယ်ဗျာအဲ့တော့မနာလို့အတူထောင်းအမှုပတ်ကြာညဒါလေးတော့နည်းနည်းလေးကယူဆိုင်ပါတိုးတိုးဆိုရင်ကြတော့မရှိပါဘူးဒီလိုဂိမ်းမျိုးမှာကိုသားသမီးအောက်လက်ငယ်သားမောင်နှမ ဒီပီတပတ်နေနဲ့ပတ်သက်တဲ့ရွေချက်တွေအောင်မြင်တတ်တယ်။ကားတို့၊ယင်တို့၊စက်တို့နဲ့ပတ်သက်တဲ့ဝန်သားစရာအခြေအနေခွဲလန်းကောင်းတွေပေါ်ပေါက်တတ်တယ်။မိမိဥဆောင် ပတ်သက်ပြီးတော့အလှူမင်္ဂလာပွဲလန်းတဲ့ပင်များလည်းပြလို့ရတတ်ပါတယ်။ကိုယ့်ကိုမုံလှပါတယ်ဆိုတဲ့လူတွေကပြန်ပြီးကြုံပြလာမယ်ခင်။အမလီမခေါ်ခြင်းမပြောခြင်းမခေါ်နိုင် မပြောနိုင် ဖြစ်တဲ့လူတွေက အမလီလာပါအောင်စားပါအောင်တောက်ပါအောင်ဆိုတာမျိုးဖြစ်သွားမယ်ခင်။အဲ့တော့ကံပွင့်လက်ပွင့် မျက်နှာရည်လည်းအပွင့်လွန်ကုန်မတရီထားပါတရီထားပါလို့ပြောရမယ့်ကိမျိုးဖြစ်ပါလေဗျနော်ကဲအဲ့တော့ဒီလိုကိမျိုးမှာအင်္ဂါသားသမီးတွေအရေးကြီးတဲ့စာချုပ်စာတမ်းစင်စရာကိစ္စများတော့တရီထားပါဒီတလရအတွဲမှာကံရဲ့အပါမို့ရဖို့ဆိုရင်အစိမ်းရောင်မိခိုးရောင်တို့များများပါတော့အဝတ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသပ်ပါမိမိတွေရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ကျက်တုံဦးလေးတက်ဖြူဖြူနေနေ ရက်တမှုလေးတဦးနဲ့တို့ပြီးခောက်ပြီးတော့ဆိုတော့မှဒီတလာတာကိုအတွက်ကံကောင်းလက်ရှင်စေမယ့်နံပါတ်တွေကနန်းလေးဆိုကြပါစို့ဟာအိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်တွေဆိုင်ကနံပါတ်တွေရွေးမယ်ဘယ်နံပါတ်ရွေးရမလဲအယောင်းဝင်လို့ဖို့ဈေးစကားတတ်မှတ်မယ်อืมအချင်းချက်လို့ဖို့နာယီတွေနေ့ရက်တွေရွေးမယ်ဆိုရင်အင်္ဂါသားသမီးများအတွက်တစ်ကနန်းခွန်ကနန်းတွေကံကောင်းသောကာလဖြစ်ပါတယ်ခင်ဗျာကဲဒီလိုလာမျိုးမှာအင်္ဂါသားသမီးတွေ ကံရဲ့အပမိုးရဖို့ဆိုရင်အရေးကြီးတဲ့ကိစ္စကြီးကြီးမားမားရှိတဲ့ရက်မျိုးတွေမှာဆံလေးလက်တစုပ်လောက်သို့မဟုတ်လက်ဆံလေးနှုတ်စီတစ်ခုလောက်ကိုအပုံအရေးအတွက်ကိုးပုံဆံအပုံလေးကိုးပုံပုံပြီးတော့ကျင်းကတိဆံလေးတွေကိုဒါနပြုပါခုနပါဝင်ရင်ဆံအရေးအတွက်တော့ကိုးပုံပြောင်းပုံရမယ်နည်းနည်းများများအရေးအတွက်ကိုးပုံပေါ့နော်အဲ့ဒါပုံပြီးကျင်းကတိဆံများကိုကျွေးရင်ခုပြုလုပ်မယ်ပဲကိစ္စပဲလုံကနေဘလို့ဘလို့အောင်မြင်ပါစေအနောက်ကျတဲ့ရှင်ပါစေစသဖြင့်ဆူတောင်းဖို့ဖြစ်ပါတယ်ခင်ဗျာကဲ ်အင်္ဂါသားသမီးများလည်းပဲဒီကုသိုလ်လေးပြုပြီးတော့ကံပွင့်ကံမြင့်ကြပါစေကျွန်တော်မိတ်ဆွေအားလုံးကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူလိုက်ကြပါသည်ခင်ဗျာ2025ခုဧပြီလတလတာရွှေစကားငွေစကားကျေဗုဒ္ဓသာသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာဒီလိုဂိမ်းမျိုးဟောရတာတော်တော်လေးကိုစိတ်ချမ်းသာမိပါတယ်ကံထူးတဲ့အချိန်ကံထူးတဲ့အချိန် ကြောင်သားစကားနဲ့ပြောရမယ်ဆိုရင်တော့အောင်မှတ်မြတာမကဂုံလူထွက်အောင်ကောင်းတဲ့ချင်းအခုချိန်မှာအိတ်ချင်းအိတ်နေပြီစေအိတ်နေအောင်တော့စကားအဖြစ်ပြောတော့တော့တကယ်လည်းအိတ်နေနေအောင်ပြင်စရာပြောတိုင်းဟာချက်လောက်ဆိုပြီးတော့မချမ်းသာဘူးမအောင်ပြန်ဘူးဟိုးအရင်အရင်ကကိုစူးစားအားထုတ်ခဲ့သမျှရဲ့အတိအပွင့်ခံစားရတဲ့ဂိမ်းဖြစ်ပါတယ်ဟိုးအရင်တုန်းကဖြေထားတဲ့စာမေးပွဲအခုထအောင်ဟိုးအရင်တုန်းကရှောက်ထားတဲ့အလုပ်အခုရပြီ အမလီယာရူလေးတိုးဖို့ ပြောထားတာအထက်လူကြီးကိုမေ့တောင်းနေပြီ။ဟာအခုယာရူတိုးပြီတဲ့ဟိ။လာသာတိုးပြီတဲ့ဟိ။စသဖြင့်အရင်အရင်တုန်းကစူးစမ်းအားထုတ်ခဲ့သမျှရဲ့အတိအပွင့်ခံစားရတဲ့ကိမျိုးဖြစ်ပါတယ်ဗျာ။ကဲပြောစရာကြီး။အဲ့တော့ဒီပေါက်သလိုမဲပေါက်သလိုစူးရသလိုယာရူတိုးသလို အမွေရသလိုကန်ထူးမဲ့ကိမျိုးဖြစ်ပါတယ်။ပြည်တွင်းပြည်ပခရီးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေအောင်မြင်တတ်တဲ့အလှူမင်္ဂလာပွဲလမ်းသဘင်အစီအစဉ်တွေပေါ်ပေါက်လာတတ်တဲ့ မထင်မှတ်တဲ့မိတ်ဆွေတို့ဆရာသမားတို့စီကအကူအညီကောင်းအကြံဉာဏ်ကောင်းအပံ့ပိုးကောင်းတွေရတတ်တယ်။ပညာရေးပညာရဆိုင်ရာကိစ္စတွေမြေကိစ္စဖုန်းကိစ္စအမွေကိစ္စပြိပောကပေးပြောင်းပန်ပရိပကြီးပပုအစားအသောက်မုံပဲသေးစရာထုတ်လို့ဖြန့်ချီရောင်းချခြင်းအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်မယ်ကိန်းဖြစ်ပါတယ်။ကောင်းတာဖြစ်ဖြစ်ဆိုးတာဖြစ်ဖြစ်နှစ်ကြိမ်နှစ်ခါနှစ်မျိုးနဲ့စင်လေကြုံရတတ်တယ်။ငွေတွေအများကြီး ခလုတ်တိုက်လဲလဲနှစ်ကြိမ်အဲ့လိုတော့ဖြစ်တတ်တယ်။ကိုကံတအားကောင်းပြီးတော့ဆွေမျိုးရင်းမိတ်ဆွေရင်းတို့တော့ပူပင်တော့ကလေးတွေများတတ်တာလေးတတိပြုရမယ့်ဂိမ်းမျိုးဖြစ်ပါလေဗျာနော်အဲ့တော့ဒီလိုဂိမ်းမျိုးမှာဗောဓုသားသမီးတွေကံရင်အပမို့ရဖို့ဆိုရင်လုပ်ငန်းကိစ္စအရေးကြီးတဲ့ကိစ္စရှိတဲ့နေမျိုးကြရင်နေညိုရောင်တို့ကြက်သွေးရောင်တို့မယမ်းရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝတ်ဆင်သုံးသေးပါ မိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းအားတက်အောင်လုပ်ငန်းဆောင်တာတွေတို့တက်အောင်ဆိုရင်ဆန်အထုပ်လေးတစ်ထုပ်နဲ့တို့ပြီးထုပ်ပြီးဆူတောင်းပါဗျဆန်လေးလက်တစ်ထုပ်လောက်ကိုလက်ကင်ပေါ်လိုဟာလေးနဲ့ထည့်ပြီးတော့အဲ့ဒီဆန်တလေးနဲ့တို့ပြီးထုပ်ပြီးဆူတောင်းပါဒီနေ့နော်ဒီလိုကိန်းမျိုးမှာကို့အတွက်ကံကောင်းလက်ရွှေသေးမယ်နံပါတ်တွေကနေနေဒါအယောင်းဝယ်လုပ်ဖို့ဈေးစကားတတ်မှတ်မယ်อืมအချင်းချက်လုပ်ဖို့ဘယ်နေ့ဘယ်နာရီရွေးမလဲနော်အိမ်ချမ်းမြေနံပါတ်အားကားနံပါတ်ဆိုင်ကနံပါတ်တွေရွေးမယ်ဆိုရင်6ခန်း9ခန်းတွေကံကောင်းသောကာလဖြစ်ပါ ကတလူကိန်းမျိုးမှာဗုဒ္ဓသာသမီတွေကံကောင်းစရာရှိတာတွေပိုကောင်းညံခတ်တွေရောပါပြပြောင်းကံရအပမိုးရဖို့ဆိုလုပ်ငန်းဆောင်တာအရေးကြီးကိစ္စရှိတဲ့နေလို့ကြာရင်ဆန်လေးလက်တစ်ချုပ်တော့သို့မဟုတ်ဆန်လေးနှုတ်စီတပူလောက်ကိုအပုံ၁၁ပုံဖြစ်အောင်ပုံမယ်ရဲ့အမြေကြီးပေါ်ကြမ်းပေါ်မှာစသဖြင့်နော်ငက်လေးတွေကျင်းငက်လေးလာတဲ့နေရာမှာအပုံလေး၁၁ပုံပုံပြီးတော့ကျင်းငက်တရက်ချလေးတွေကိုဒါနာပြုပါအဲ့ဒါပြုရင်းနဲ့ခုပြုလုပ်မယ် အဲလုံကပဲနေစားဘလို့အောင်မြင်ပါသည်စသဖြင့်ဆူတော်မှုဖြစ်ပါတယ်ခင်ဗျာကဲဘောလူသားသမီးများအဲ့ဒီရေရီယာလေးနဲ့အောင်တာလေးတွေရရှိကြပါစေမိတ်ဆွေအားလုံးလည်းပဲကံညာဝရိယသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်မူနိုင်ကြပါသည်ခင်ဗျာ2025ခုဧပြီလအတွက်ကျန်တာရီသားသမီးမိတ်ဆွေများအတွက်ဟောကြားချက်လေးဖြစ်ပါတယ်ခင်ဗျာ ဒီလိုကိန်းကိုဟောတာတော်တော်လေးအားရှိမိပါတယ်အားတက်မိပါတယ်ကံကောင်းတဲ့အလဲကိုရောက်နေတာကံတကားတွေကကိုယ့်ရှိမှ ပွင့်လူပွင့်ငယ်ကိုအားလေးနည်းနည်းလေးစိုက်ပြီးကြိုးစားလိုက်တာနဲ့အဲ့ဒီကားတွေပွင့်သွားတော့မှအချိန်ဖြစ်ပါတယ်ကဲအဲ့တော့ကံကတော့မျက်နှာသာပေးပြီးအလှဲ့ပေးပြီးပြုတ်ကိုယ့်ဘက်ကဇွဲလူလုံလဝရိယအားငွေအားလူဝအကြံညာအားစိုက်ထုတ်ပြီးတော့ကြိုးစားဖို့ပါပဲပင်တော့ပင်မမယ်ပျော်စရာကြီးမောတော့မောတာပေါ့ပျော်စရာကြီးဆိုလေကဲကဲ အားလေးစိုက်ပြီးအစွမ်းလေးပြလိုက်ကြပါစို့အဲ့တော့လက်ရှိလုပ်ငန်းတွေကို တိုးမလားချဲ့မလားအရှိန်မြင့်မလားနောက်ထပ်လုပ်ငန်းသစ်အစီအစဉ်သစ်တွေစမလားဈေးကွက်သစ်တွေတိုးမလားချဲ့မလားခကြီးလှဲ့လဲသွားလာတဲ့အလုပ်တွေအဝေးပြပနဲ့ဆက်နွယ်ချိတ်ဆက်တဲ့လုပ်ငန်းတွေအလွန်အလွန်ကောင်းပါတယ်ကိုစီကိုလည်းတရင်ကောင်းဧည့်သည်ကောင်းလို့ရောက်လာတတ်တယ်အတီးအနန်းတို့ရေတွက်ကုန်းတို့တစ်တန်တို့တဲ့တစ်ပင်နဲ့ပတ်သက်တာဟင်းဒီဟင်းရွက်တစ်တီဝလံရေတွက်ကုန်းရေချောင်းခကြီးနဲ့ပတ်သက်တာမျိုးတွေ ို့ပြီးတော့အကျိုးထူးအောင်မြင်လိမ့်မယ်ခက်ခဲထင့်ငော့ကြံ့ကြာနေတဲ့မတင်မကျမရေမရဖြစ်နေတဲ့ကိစ္စတွေကိုပိုင်ပိုင်နိုင်နိုင်ကြိုးစားပြီးတော့အောင်ပွဲခံနေတော့ဂိမ်းမျိုးဖြစ်ပါတယ်ခင်ဗျာအဲ့တော့အိမ်နီးချင်းတို့ဘေးပဝန်းကျင်တို့လုပ်ငန်းပြိုင်ဆိုင်ပြိုင်တို့ကြောင့်စိတ်နှောင့်ရှစ်လေးဖြစ်ရတဲ့တို့သတိပြုပါမိသားစုအတွင်းလုပ်ငန်းခွင်အတွင်းမှာလည်းအထက်လူကြီးကြီးခဲ့သူတွေနဲ့နည်းနည်းလေးအဆင်မပြေလေးတွေယူဆိုင်ပါကဲဒီလိုကိမျိုးမှာဂျာသပေးသားမိတွေ ကံရဲ့အပါမိုးရဖို့ဆိုရင်ဖတ်ဖူးရောင်အပြာရောင်ကိုများများပါတော့အဝဲအစားသုံးဆောင်တွေကိုအားပြုပြီးဝတ်ဆင်သုံးဆွဲပါခင်ဗျအရေးကြီးတဲ့ကိစ္စရှိတဲ့နေ့တွေမှာဟောမိမိတို့ရဲ့ရောင်းကုန်ပစ္စည်းတွေရောင်းဝါတက်အောင်လုပ်ငန်းဆောင်တာတွေပြုတ်တက်အောင်ဆိုရင်တံပရာတိလေးလောက်ကဲအချို့ရတ္တိတာတွေမှာတံပရာတိရှားလို့တံပယိုတိရောတဲ့ရတယ်ရရရိုးရိုးအဲ့ဒီတံပရာတိတံပယိုတိ ਨੇ တို့ပြီးခောက်ပြီးတော့စုတော့မှာဒီလအတွင်းမှာကို့အတွက်ကံကောင်းလက်ရွှေစီမဲ့နံပါတ်တွေကနန်းတွေဒါ အိမ်နံပါတ်ခြံနံပါတ်ဆိုင်ကနံပါတ်ကားနံပါတ်ယူမယ်အယောင်းဝယ်ကိစ္စအတွက်ဈေးစကားသတ်မှတ်တာဘယ်လောက်သတ်မှတ်ရင်ကောင်းမလဲအချိန်ချက်လုပ်ဖို့ဘယ်နေ့ဘယ်နိုင်ချိန်မလဲဆိုရင်တစ်ကနန်းခုံကနန်းနေရာကိုအတွက်ကံကောင်းစေမဲ့ကျန်တာနေဖြစ်ပါတယ်ဗျာကတိလိုကိမျိုးမှာဂျာသဝေသားမိတွေကံရဲ့အပါမိုးရဖို့ဆိုရင်တခုခုလုပ်ငန်းဆောင်တာအရေးကြီးတဲ့ကိစ္စအကြီးငယ်ရှိတဲ့နေမျိုးကြရင်အဲ့ဒီနေ့မှာဆန်လေးနှုတ်စီတပူလောက်ဆန်လေးနှုတ်စီတပူလောက် ဒါမှမဟုတ်လက်ရဆုပ်လောက်ပေါ့ဗျကိုယ်တိုင်းနိုင်ငံကိုပေါ့အဲ့ဒါကိုအပုံကြီးအတွက်6ပုံဖြစ်အောင်ပုံပါကျင်းငတ်တရိษံလေးကိုဒါနာပြုအဲ့တော့မြေကြီးပေါ်ကျမ်းပေါ်အစဉ်ပြေးတဲ့နေရာပေါ်ချပြီးတော့ပုံလေး6ပုံတော့ပုံရမယ်အရင်တော့6ပုံဖြစ်ရမယ်ပေါ့နော်အဲ့ဒါပုံပြီးတော့ကျင်းငတ်တရိษံလေးကိုဒါနာပြုပြီးတော့ခုလုံးမဲ့ပဲကိစ္စပဲလုပ်ငန်းတွေအတွက်ဘယ်လိုလုပ်အောင်မြင်ပါသေးအစဉ်ချောပါသေးစသဖြင့်စုတော်မှုဖြစ်ပါလေခင်ဗျာကဲအဲ့ဒီဒါနာလေးပြုပြီးတော့ဂျာလာဘေးသားသမီးမိတ်ဆွေများအောင်တရရရှိကြပါစေ ကံညာဝရိယ၃ချက်လုံးအကောင်အောင်လဲကြိုပမ်းတော်မူလိုက်ကြပါသည်ခင်ဗျာ2025ခုဧပြီလတလတာရွှေစကားငွေစကားဟောကြားချက်များဖြစ်ပါတယ်။တောက်ကြသားသမီးမိတ်ဆွေများအတွက်ဖြစ်ပါတယ်ခင်ဗျာ။ကဲတောက်ကြသားသမီးများအတွက်ဒီလိုကိယုံနမိတ်ဖဟောကြောဟောပြောပေးရတာတော်တော်ကိုဝမ်းသာစိတ်ချမ်းသာမိပါတယ်။လူတယောက်ရဲ့ဘဝမှာကြီးကြီးမားမားထူးထူးခြားခြားအောင်မြင်မှုတွေရတယ်လို့အလုံးကတင်းအောင်ငွေကံဒီကောင်းတယ်လို့ ်အလုံနာမဲ့ဂုံသရင်တက်တဲ့ယာရုတွေတက်သွားတယ်လို့ဟာကိုပိုင်လုံငန်းနေဆိုလဲတိုးမယ်ချက်မယ်အိငှားလေးကနေအပိုင်ဖြစ်သွားပြီဟင်ကားအဆုတ်လေးကနေကားအကောင်းသားဖြစ်သွားပြီဘုံအဆုတ်လေးကရင်လည်းဘုံကောင်းသားကရင်သွားရတယ်စသဖြင့်ဘဝအခြေအနေအစဉ်တန်းနေမြင့်တက်သွားတယ်ယာရုဂုံရှိန်နေမြင့်တက်သွားသွားတယ်ဝင်ငွေလက်လာပါတွေတိုးပွားသွားတယ်ဆိုတာဒီလိုကိမျိုးမှလာပြီးဖြစ်တာအနည်းနဲ့လလကိုရွေမြုံမှန်းထားတဲ့တံပိုးကြီးပစ္စည်းတွေဝယ်ယူစုတောင်းနေတာမျိုးအိမ်အစားဦးနေရာထိုင်ခင်းတဲ့ပတ်သက်တဲ့ရွေချက်တွေ ကားတို့ယင်တို့စက်တို့နဲ့ပတ်သက်တဲ့ရွယ်ချက်အစီအစဉ်တွေအောင်မြင်တာမျိုးနိုင်ငံခြားနဲ့ပတ်သက်တဲ့အစီအစဉ်တွေအောင်မြင်တာမျိုးဆိုတာဒီလိုကိမျိုးမှလာပြီးကြုံတာဖြစ်ပါတယ်ကဲကံကြမ္မာရွှေမိုးငွေမိုးကတော့ယူရပြီးတောက်ကြတာသမီးများခင်ဗျာကိုဘက်ကအရာမင်းစူးစမ်းဖို့ပါပဲပေရင်စီအပြောတိုင်းဟာချက်လောင်းဆိုပြီးတော့မဖြစ်ဘူးเนาะကိုလှုပ်ရင်ဖြစ်မယ်လို့ပြောတာဖြစ်ပါတယ်ဗျเนาะဟိုကျွန်တော်ရှိမှာဟိုမှာကြောက်တုံးတုံးရှိတယ်အဲကြောက်တုံးကျွန်တော်အဲ့ဒါတွေဟောမဖြစ်ပါဘူးဘာလို့ဆိုတော့ကြောက်တုံးကိုเนาะအဲ့တော့ ကျွန်တော်မိတ်ဆွေများလည်းကြောက်တော့မဖြစ်ပါစေနဲ့ကြောက်တော့မဟုတ်ဘဲနဲ့ကြိုးစားနေတော့အဲ့ဒီအခြေအနေတွေပေါ်ပေါက်လာပါလိမ့်မယ်လို့เนาะကဲအဲ့တော့ဒီလိုဂိမ်းမျိုးမှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေလုံကောင်းတယ်အကျွေးသွားတောင်းကျင်တာတို့အကျွေးဆက်ကျင်တာတို့ပတ်စံသွားချီကျင်တာတို့ဝင်ငွေလာတာတိုးဖို့ကြိုးစားတာအပေါအောင်နဲ့အခြေငါကိစ္စတွေတံမိုးကြီး PC ဝယ်ခြင်းရောင်းခြင်းကိစ္စတွေအလုံကောင်းတယ်ကားတို့ကြောက်တို့ကွန်ပျူတာတို့ကင်မရာတို့ချက်ငါးကြံကုန်ရုပ်ချက်သုံးအဲ့ဒါမျိုးတွေပို့ပြီးတော့အကျိုးထူးအောင်မြင်နိုင်တယ် ကို့မှာအဆင်ပြေတဲ့အတွက်ဆွေမျိုးမိတ်ဆွေအပေါင်းအသင်းတွေကိုတောင်းကောင်းသောကုညီထောက်ပံ့နိုင်ခြင်းမျိုးတွေပြုလုပ်နိုင်ရတာပါတယ်။ကဲဘသူចောင်းစိတ်လေးငါတာဝန်ယူလိုက်မယ်။ဘသူကပညာရေးစိတ်ထောက်ပံ့ပေးမယ်။နိုင်ငံခြားကိစ္စတာဝန်ယူပေးမယ်။ဘသူအရင်လေးထုတ်ပေးမယ်။အဲ့ဒါလို့ကုညီထောက်ပံ့နိုင်မယ့်အချိန်ရောက်ပါပြီ။အဒီကိမျိုးမှာအထက်လူကြီးနဲ့အောက်လက်ငယ်သားကြားကက်လန်ကက်လန်ညက်တက်တာလေးတတိပြုသားသမီးအောက်လက်ငယ်သားကိုအိမ်ဝိဒရိစာခွေးကြောင်ကျက်ငှက်ကိစ္စနည်းနည်းလေးတော့ပြုဆိုင်ရလိမ့်မယ်နော်။ ကဲဒီလိုကိမျိုးမှာတောက်ကြသားသမီးတွေကရင်အပမိုးရဖို့ဆိုရင်အမြဲတမ်းမဟုတ်တော့မှအလွန်အရေးကြီးတဲ့ကိစ္စကြီးမှရှိတဲ့နေမျိုးတွေကြရည်လေအဖြူရောင်တို့ငွေရောင်တို့မီးခိုးရောင်တို့များများပါတော့အဝယ်အစားသုံးဆောင်တွေကိုအားပြုပြီးတော့ဝယ်ဆင်လုပ်ကြပါမိမိတွေရဲ့ရောင်ကုန်ပစ္စည်းတွေရောင်အားတက်အောင်လုပ်ငန်းဆောင်တာတွေတိုးတက်အောင်ဆိုရင်ကော်ဖီမစ်အထုပ်လေးတစ်ထုပ်ကဲနေရာတကာမှာပေါ်ပါပါနော်ကော်ဖီမစ်ပါတစိတ်ပဲဖြစ်ဖြစ်ကော်ဖီမစ်အထုပ်လေးတစ်ထုပ်နဲ့တို့ပြီးရိုက်ပြီးတော့စူတောင်းပါဗျာ သတိရတိုင်းရိုက်ပြင်တိုင်းပဲရိုက်အားလည်းရိုက်နေပြီတော့နော်ဟောဒီလာတာအတွင်းဒီတလာတာအတွင်းမှာတောက်ပြသားသမီးများတို့ကံကောင်းလိုက်ရွှင်စီမနံပါတ်ဒီကနေ့လေးဆိုကြပါစို့အိမ်နံပါတ်ခြံနံပါတ်ကားနံပါတ်ဆိုင်ကယ်နံပါတ်တွေရွေးမယ်အယောင်းဝဲဈေးစကားသတ်မှတ်မယ်ဟွန်းအဘမ်းနေမိတ်ဆွေတွေလှုပ်ဖို့ကံမဲ့တွေဖောက်တဲ့နေအချင်းချက်လှုပ်ဖို့ဘယ်နှစ်ဘယ်ချိန်ဘယ်နာရီဆိုရင်ရှစ်ကနန်းကိုးကနန်းနေဟာကို့အတွက်ကံကောင်းလက်ရွှေတွေပဲနံပါတ်ဖြစ်ပါတယ် ကဲဒီလိုဂိမ်းမျိုးမှာတောက်ကြသားသမီးတွေကံကောင်းစရာရှိတာပိုကောင်းညံခိုက်တွေရောပါပြေပြောင်းဆိုရင်အရေးကြီးတဲ့လုပ်ငန်းကိစ္စရှိတဲ့နေမျိုးကြရေလေဆန်လေးနှုတ်စီတဘူးလားသုံးမလို့လက်တဆုလောက်ပို့ပြန်ကိုတိုင်းနာနဲ့ကိုအဲ့ဒါကိုငါးပုံအပုံရေးအတွက်ငါးပုံဖြစ်ရမယ်ငါးကနန်းညကြီးဘောကျမ်းဘောစသဖြင့်အစီအပြေလို့ပုံပြီးကျင်းငှက်တရိတ်ဆန်လေးတွေကိုဒါနာပြုပါဗျဆန်လေးငါးပုံပုံပြီးငှက်လေးတွေကိုဒါနာပြုဖို့ဖြစ်ပါတယ်အဲ့ဒီကုသိုလ်လေးပြုပြီးတော့ ကဲကနေပြုလို့မဲ့ပဲကိစ္စပဲလုပ်မှာဘလို့အောင်မြန်မာသစ္စာတွေဆိုတော့မှဖြစ်ပါတယ်။ကဲအဲ့တော့အဲ့ဒါလေးနဲ့ကံရဲ့အပမောရရှိပါစေ။မိတ်ဆွေအားလုံးလည်းပဲကံညာဝရိယ၃ချက်လုံးအားကောင်းအောင်ကျပါတော့မူလိုက်ကြပါသေးခင်ဗျာ။ဟဲ့ခင်ဗျာ2025ခုအေပရီလတလတာစနေသားသမီးများအတွက်ရွှေစကားငွေစကားဟောကြားချက်ပြဖြစ်ပါတယ်ခင်ဗျာ။စနေသားသမီးတွေကဒီလိုကာလမျိုးမှာ နိုင်ငံခြားရေးရာနဲ့ပတ်သက်သမျှကိစ္စအဝဝါတွေပညာရေးဆိုင်ရာကိစ္စအဝဝါတွေအဓိကအားပြုပြီးစူးစမ်းတဲ့ပါလေကို့အတွက်ပဲဖြစ်ဖြစ်ကို့မိသားစုအတွက်ပဲဖြစ်ဖြစ်ပေါ့နိုင်ငံခြားနဲ့ပတ်သက်သမျှအစီအစဉ်အဝဝါကောင်းတယ်စူးစမ်းတဲ့နဲ့ပညာရေးဆိုင်ရာကိစ္စဘယ်တန်းတက်မဲ့ဘယ်စာမွက်ဖြစ်မဲ့ဘာစုဘာဘွဲ့ယူမဲ့အဲ့စုတူးဘွဲ့တူးယာတူးဂုံတူးကိစ္စတွေအဲ့ဒါတွေကိုအဓိကထားပြီးတော့စူးစမ်းတဲ့ပါဂျန်နာတွေကတော့အချိန်နေပေးရင်ပေးတယ်လို့မပေးတဲ့ဥစ္စာအစိုးမလုပ်ပါနဲ့ ီချိန်လေးကနည်းနည်းလေးမတင်မကျမရေမရာလေးတွေအနှောက်အယှက်လေးတွေများလို့ဒုက္ခကြီးကြီးမားမားအန္တရာယ်ကြီးကြီးမားမားလည်းမဟုတ်ဘူးဒါပေမဲ့စိတ်အနှောက်အယှက်တွေဖြစ်ပြီးအိမ်ကထွက်သွားခြင်းတို့လိုအလုကထွက်သွားခြင်းတို့လိုကိုယ်ကလည်းသူများတွေကိုအမြင်မကြည့်သူများတွေလည်းကိုယ်မကောင်းမြင်ထင်လို့ဝဲအဲ့ဒါစိတ်တွေရှုပ်ပြီးဇပင်းလေးနှစ်ချောင်းသုံးချောင်းတော့ဖြိုးရတဲ့ဂိတ်စိတ်နဲ့ကိုယ်နဲ့မကတည်းဖြစ်ပြီးငွေမှပစ္စည်းမှအဝယ်မှအယောက်မှလေးတွေတရီပြူနောက်တစ်ခုကအဲ မကုန်သင်မဲ့ကုန်မထွက်တဲ့မထွက်လေဒီညာနေတာတယ်နော်အဲ့တော့အဓိကကတော့နိုင်ငံခြားကိစ္စနဲ့ပြည်ညာရေးဆိုင်ရာကိစ္စတွေအားပြုပါပြည်တွင်းခရီးလိုကိစ္စမျိုးတွေနည်းနည်းကြိုးစားသွားကျင်တဲ့ခရီးကမသွားပြမသွားကျင်တဲ့ခရီးကပေါ်လာလမ်းမှာငွေပြောက်ပစ္စည်း